ဂျွန်သုံးမှာတမရရေကပွဲအပြည့်အစုံချင်းပရင်တန်ကိုရီးယားအစိုးရဖွဲ့မျှော်မယ်ရေပေါ်ဆေးအောင်ချော်ရဲ့အမဲကြီးညာခဲ့တာကိုအကြံပြုပြီးယာဒုကနေဆိုင်းငံ့ခံထားရတဲ့တန်ကိုရီးယားတမရယုံဆိုရောယာဒုကနေဖယ်ရှားခံလိုက်ရပြီဖြစ်ပါတယ်ယာဒုကဖယ်ရှားခံရပြီးနောက်တမရရေကပွဲအတွင်းလာမယ့်ဂျွန်သုံးရက်မှာအပြည့်အစုံချင်းပတ်ဖို့တန်ကိုရီးယားအစိုးရဖွဲ့ကမျှော်လင့်ထားကြောင်းတန်ကိုရီးယားသတင်းဌာနတွေမှာထုတ်ပြန်ထားတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ် ဥပဒေအရမလိုအပ်ပေမဲ့လာမယ့် AP ရှင်းရနေ့မှာကျင်းပမဲ့အစည်းအဝေးအတွင်းအစိုးရဖွဲ့ကဆုံးဖြတ်ချက်ကိုချမှတ်မှန်ဖြစ်ကြောင်းအမည်မသိအစိုးရအရာရှိသူကပြောကြားထားပါတယ်။လက်ရှိတမရအသေးဆုံးမှုဒါမှမဟုတ်ယာဒုကနေဖေရှားခံရပါကရပ်ပေါင်း60အတွင်းတမရရွေးကောက်ပွဲအသစ်ကျင်းပဖို့လိုအပ်တာကြောင့်ဂျွန်၃ရက်မှာတာမရရေကပွဲအပြည့်အစုံကျင်းပဖို့တန်ကိုရီးယားအစိုးရကမျှော်မှန်းထားတာဖြစ်ပါတယ်။ ယုံရင်ရေးပေါ်ဆင်အုပ်ချုပ်ရေးအမတ်ကြီးညာချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့အတိုက်ခံတွေကဆိုဆွဲပြီးလှုပ်တော်မှာသူ့ကိုဆိုဆွဲအပြစ်တင်မှုမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆိုဆွဲအပြစ်တင်မှုဟာတည်တော်မှန်ကန်သလားဆိုတာကိုအခြေခံဥပဒေခုံရုံးကအလားအတော်ကြားကြားနာဆစ်ဆဲပြီးအခုတော့အပြစ်သက်စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်